အားလုံးကို Merry Christmas ပါလို့ရှေးဥစွာနှုတ်ခွန်းဆက်တာကျင်ပါတယ်။ဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်ပဲဒီနေ့ကျွန်တော်တို့ဟာအခက်အခဲမျိုးမျိုးကြားတဲ့ကနေ2025ခုနှစ်ရဲ့ Christmas လရာသီကိုပြန်လည်ပြီးဝင်စားရတဲ့အခွင့်ကိုရတယ်။ဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့အတူတကွာ Christmas တရားဒေသနာလေးတစ်ပုဒ်ကိုအနေငယ်ဆင်ခြင်ခွားယူတိဆောက်ဖို့ခေါ်ဖိတ်ခြင်းနဲ့ ေရှာယအနာဂတိကျမ်းခန်းကြီး9အငယ်14ကိုဖတ်ကြားလိုတယ်။ထို့ကြောင့်ထာဝရဘုရားသည်ကိုရော်တိုင်းနမိတ်လက္ခဏာကိုတင်တို့အားပေးတော်မူမည်။ကြည့်ရှုလော့သတို့သမီးကညာသည်ဘရိဒရီဆွဲယူ၍တားယောက်ျားကိုဖွားမြင်လက်တံထိုသားကိုအီမာနွေလအမိဖြင့်မေ့ရကြလက်တံဆိုတော့ဒီနှုတ်ကပတော်လေးကိုဟေရှာယက ်ဘီစီ900ကျော်လောက်မှာရေးခဲ့တာဖြစ်ပါတယ်။ဖျားသခင်သည် သူလူသားတွေကိုကယ်တင်မယ်ဆိုတဲ့အကြောင်းကိုနှစ်ပေါင်းများစွာကတည်းကကြိုတင်ပြီးတော့မှဗျာဒိတ်တော်အဖျင်ပရောဖက် ပြုချက်များအဖျင်ဖျားသခင်ကပေါ်ပြခဲ့ပြီးပြီဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဒီနေရာမှာတွေ့ရတဲ့အေမာနွေလာဆိုတဲ့အရှင်သည် တရုတ်မီကညာကနေပြီးတော့မှပရိသေဆွဲယူပြီးဖွားမြင်မယ်။ဘာကြောင့်တရုတ်မီကညာလို့ပြောရတာလဲဆိုရင်အေမာနွေလာဆိုတဲ့ဖခင်ကိုကိုဝန်ဆောင်နိုင်ဖို့ရန်အတွက်အမျိုးသားရဲ့တရေမျိုးစစ်မပါဘဲနဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်ရဲ့တကိုယ်တော်အားဖြင့်တရုတ်မီကညာဟာပရိသေဆွဲယူပြီးတော့မှအေမာနွေလာဆိုတဲ့ကေတင်ရှင် ဖျားကိုဖွားမြင်မယ်ဆိုတဲ့အရာနှုတ်ကပတ်တော်ကပေါ်ပြနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ကနေပြီးတော့မှဖွင့်ပြထားတဲ့အတိုင်းအီမာနွေလဆိုတဲ့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဖျားဟာ နှစ်ပေါင်းတထောင်ကျော်တဲ့အခါမှာရှင်မတ်သည်ကပြန်လဲပြီးတော့မှဒီကယ်တင်ရှင်ယေရှု ခရစ်တော်ဖျားအီမာနွေလဖျားဖွားမြင်မယ်ဆိုတဲ့အကြောင်းကို ရှင်မတ်သည်ခရစ်ကျမ်း အခန်းကြီး1အငယ်23မှာပြန်လည်ပြီးတော့မှ ပြောပြတယ်ဆိုတဲ့အရာကို တွေ့ရတယ်။ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလို့သရိုသမီးကညာသည်ပြိတ္တိဆွဲယူ၍တားယောက်ျားကို ဖွားမြင်လက်တံထိုသားကိုအေးမာနွေလအမိဖြင့်မေ့ရကြလက်တံဟု လာသည်။ဒီမှာလည်းပဲအေးမာနွေလဆိုတဲ့ ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားသည်သူတို့သမီးကညာကနေပရိသတ်ဆွဲယူပြီးတော့မှဖွားမြင်မယ်လို့ပြောပါတယ်။ဒီမှာထူးခြားတဲ့တစ်ချက်ကဘာလဲဆိုရင်အေမာနွေနွေလရဲ့အ내အတိတ်ပဲကိုဖော်ပြထားခြင်းပဲဖြစ်တယ်။အေမာနွေလအ내ကငါတို့နဲ့အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုတည်းဆိုတော့အပြစ်ကြောင့်လူသားတွေဟာဖျားနဲ့ဝေးကွာခဲ့သောနေရာမှာနေခဲ့ရတာဖြစ်တယ် ဖျားသည်လူသားများကိုသူ့ရဲ့ပုံတရံတော်နဲ့အညီဖန်ဆင်းထားသောကြောင့်လူသားများကိုအပြစ်ရှိတော်လည်းပဲတိတ်ချစ်တယ်။ဒါကြောင့်မလို့သူကိုယ်တိုင်လောကကိုဆင်းလာပြီးလူသားတွေနဲ့အတူတူနေခြင်းနဲ့အတွက်ကားတိုင်းပေါ်မှာလူသားတွေအတွက်အသေးခံဖို့ရန်လူစာတိကိုခံယူတဲ့အချိန်အခါတမယကိုဒီကနေ့ကျွန်တော်တို့ဟာပြန်လည်ပြီးတော့မှကျေးဇူးတော်အားဖြင့်ဝင်စားခွင့်ရနေတာဖြစ်တယ်။ ဆိုတော့ဒီနေ့ဒီခရစ်မတ်လရာသည်အချိန်အခါသမယမှာလည်းပဲအီမာနွေလဆိုတဲ့ဖခင်ကကျွန်တော်တို့နဲ့အတူတူရှိပြီလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှဖြေဆိုဖို့အရေးကြီးတယ်။အများအားဖြင့်ကျွန်တော်တို့ကိုကျွန်တော်တို့မေးဖို့ကအီမာနွေလဖခင်ဟာငါတို့နဲ့အတူရှိပြီလားငါတို့ခရစ်တော်ကိုတကယ်ယထားပြီလားခရစ်တော်ဟာငါတို့ရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ငါတို့ရဲ့နှလုံးသားထဲမှာတကယ်ရှိပြီလားဆိုတဲ့အရာကိုပြန်လည်ပြီးတော့မှ မေးဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တခါတလေမှာလူတွေဟာအုံနောက်နဲ့တည်ပြီးနှလုံးသားထဲမှာမရှိတဲ့အခြေအနေတွေဖြစ်နေတတ်တယ်။ဒီအခါမှာဖះကလူတွေကိုကြည့်တဲ့အခါမှာလူတွေဟာနှုတ်ခမ်းနဲ့ဖះကိုတနေတော့လဲနှလုံးသားထဲမှာဖះမရှိဘူး။ဒါကြောင့်သင်တို့ကနှုတ်ခမ်းနဲ့ငါနဲ့နီးတယ်ဒါပေမဲ့နှလုံးသားကတော့ငါနဲ့ဝေးတယ်လို့နှုတ်ကပတော်ကပြောနေခြင်းဖြစ်ပါတယ်။ဒီတော့ဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့ရဲ့ဘဝအသက်တာမှာမကြုံတွေ့ရလေအောင် အခြေအနေအမျိုးမျိုးကြားတွေကနေပြီးတော့မှကျွန်တော်တို့တွေဒီခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်းရှင်အဖြစ်နှလုံးသားထဲမှာယုံကြည်လက်ခံထားဖို့အရေးကြီးပါတယ်။နှုတ်ကလည်းပဲကိုရောကိုအမြဲတမ်းအော်ခေါ်သလိုနှလုံးသားထဲမှာလည်းပဲအေမာနွေလအရှင် ရှိနေတယ်ဆိုရင်တင့်ရဲ့ဘဝအသက်တာက တကယ်ပဲအတိတ်ပဲရှိတဲ့ခရစ်မတ်တကယ်ပဲညီသက်ချင်းနဲ့ပြည့်ဝတဲ့ခရစ်မတ်တကယ်ပဲဖခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝတဲ့ခရစ်မတ်ဖြစ်နေမှာဖြစ်တယ်။ဘာကြောင့်လဲမနေ့ပြန်မှာဘာဖြစ်မလဲကျွန်တော်တို့မသိနိုင်ဘူး။ သို့တော်လည်းဂျေဇုတော်အားဖြင့်2025ခုနှစ်ရဲ့ခရစ်မတ်လရာသီကိုကျွန်တော်ပြန်လည်ဝင်စားခွင့်ရတာဖြစ်တယ်ဒီအခြေအနေမျိုးမှာဖျားပေးတဲ့အခွင့်အရေးဖြစ်တဲ့ဂေဒင်ရှင်သခင်ယေရှုခရစ်တော်ဘုရားလူစားတိကိုခံယူပြီးလူသားအလုံးအတွက်ကားတိုင်းပေါ်မှာအသေးခံအသွေးသွန်သုံးရမြောက်သောနေ့မှာထမြောက်သောဒိုသခင်ယေရှုခရစ်တော်ဖရာကိုမိမိရဲ့ကယ်တင်ပိုင်းရှင်ဖြစ်ယုံကြည်လက်ခံသောသူတိုင်းကိုဖရာသားသမီးဖြစ်ရသော အခွင့်ကိုပေးမှာဖြစ်တယ်။ဒါပဲလား မဟုတ်ဘူးခရစ်တော်ကိုရတဲ့သူတိုင်းထာဝရအသက်ကိုရတယ်ဒါပဲလားမဟုတ်ဘူးကောင်းကင်ဝင်ခွင့်ကောင်းကင်သားဖြစ်ခွင့်ကိုလည်းဖခင်ကပေးတာဖြစ်တယ်ဒါပဲလားမဟုတ်သေးဘူးလောကမှာအသက်ရှင်တဲ့အခါမှာဒိုသခင်ယေရှုခရစ်တော်ဖခင်ကလူသားတွေရဲ့နှလုံးသားထဲမှာဂိမ်းဝန်ပြီးတကလာအေမာနွေလဖခင်အဖြစ် လူသားတွေနဲ့အတူတူ နေတော်ဖခင်ဖြစ်တယ် ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာတွေ့ကြုံနေရတဲ့အခက်အခဲတွေရင်ဆိုင်နေရတဲ့ပြဿနာတွေရှိနေရင်လဲစိုးရိမ်နေစရာစိတ်ပူစရာအားငယ်စရာမလိုဘူး။ဘာကြောင့်လဲ။အေမာနွေလအရှင်ကကျွန်တော်တို့နဲ့အတူအဲ့ဒီအခက်အခဲတွေကိုဖျက်ဆီးနေတော့ကြောင့်ဖြစ်ပါတယ်။အဲ့ဒီအေမာနွေလဖခင်ကကျွန်တော်တို့ရဲ့ဘဝထဲမှာ ရှိပြီးတကာလအားငယ်နေတဲ့အချိန်တိုင်းမှာသူဟာခွန်အားကိုပေးနေတော့ဖခင်ဖြစ်တယ်။ငြိမ်သက်ခြင်းကိုပျောက်ဆုံးနေတဲ့အချိန်မှာလဲအဲ့ဒီအေမာနွေလဖခင်ကငြိမ်သက်ခြင်းကို ပေးနေသောဖခင်ဖြစ်တယ်။ဒါကြောင့်မိတ်ဆွေသင်နဲ့ကျွန်ုပ်ရဲ့ဘဝအသက်တာထဲမှာဒီနေ့ Christmas မှာသင်အတွက်ကောင်းကြီးမင်္ဂလာဖြစ်ခြင်းနဲ့တကယ်ပဲသင်ရဲ့ဘဝအသက်တာထဲမှာငြိမ်သက်ခြင်းကိုရကျင်နေဆိုရင် Christmas ရဲ့အရှင်သခင်ယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့နှလုံးသားထဲမှာယုံကြည်လက်ခံပြီးထိုအီမာနွေလဖခင်နဲ့လာမယ့်နှစ်သက်မှာလဲအတူတကွဖြတ်တန်းရင်ကောင်းကြီးမင်္ဂလာများကို ခံယူကြပါစို့လို့အနေငယ်တိုက်တွန်းခွာပေးဝေငှပါရယ်အားလုံးအပေါ်မှာဖះရှင်ဆက်လက်ကောင်းချီးပေးပါစေ။